မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသမှာတပတ်အတွင်းအောင်စေရစစ်ကြောင်းရဲ့ရှေ့တန်းကင်းစခန်းတစ်ခုသိမ်းပိုက်မှုအပအဝင်တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား28ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ17ရက်နေ့ကနေပြီးတော့18ရက်နေ့အထိ9ရက်တာကာလအတွင်းမှာတောင်ပိုင်းစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် PDF KNU KNL အခြားတော်လိုင်းပူးပေါင်းအဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား28ဦးသေဆုံးပြီးတော့45ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာမြောက်ရီမြို့ကိုထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကကော့ကရိတ်အာရှလမ်းမှာရှိတဲ့ရှေတန်းယာယီတပ်စခန်းငယ်တစ်ခုကိုလည်းတော်လိုင်းပူပေါင်းတပ်ဖွဲ့ကဝင်ရောက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအုံပြုတဲ့လက်နက်ငယ်၁၁လက်လက်နက်ကြီး၁၁လက်မိုင်းနဲ့ခဲယမ်းမျိုးစုံနဲ့ ခြားစစ်ဘက်ဆိုင်ရာတုံးတဲ့ပစ္စည်းတချို့ကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မြေပြင်မှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာအရတားပြစ်မှတ်များကိုပါမချမ်းရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေတိုက်ခိုက်မှုများကိုပုံမအုံပြုပြီးတော့တိုက်ခိုက်နေတယ်လို့တောင်ပိုင်းစစ်တွေတပ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အေယာဝတီတိုင်းရွှေတောင်ရံမြို့နယ်ဘောမီရွာတိုက်ပွဲမှာတော်လိုင်းတပ်များရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ကဗျူဟာမှုတအုပ်နဲ့အရာရှိများအပါအဝင်တပ်ဖွဲ့ဝင်အယောက်200ခန့်ဟာအဆက်အသွယ်ပြတ်နေပြီးတော့ပြန်တယ်ဖို့အတွက်ခတ်ခဲတဲ့တင်ကား3စီးထက်မင်းကိုစစ်တပ်ကသူတို့ကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘောမီရွာကိုဖြန့်ခွဲပြီးတော့သွားတာအယောက်900မကဘူးဗျူဟာမှု2အုပ်မှာတအုပ်ပဲကျွန်တော်တို့စီပြန်ရောက်တယ်တအုပ်ကအဆက်အသွယ်ပြတ်နေတယ် ြာဆုံးသွားတာကရောက်တရအနည်းဆုံးရှိတယ်ပြန်ရောက်လာတဲ့ဒဏ်ရာရ80ခန်းကလည်းလက်နက်တွေပါမလာကြဘူးချောင်းထဲကိုဆင်းပြေးကြတာကအယောက်200လောက်ရှိပြီးတော့သူတို့လည်းအခုဘာတွေဖြစ်နေလဲမသိရသေးဘူးတင်ကားတွေပါမိရှုဖြတ်စည်းခဲ့ရတာလို့ပတိန်မြို့အခြေစားစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်ကပြန်လည်ပြောပြထားပါတယ်ဘောမီရွာဟာရွှေတောင်ရံနဲ့ဘောမီချောင်းခြားရတယ်လို့သိရပါတယ်ဇန်နဝါရီလ16ရက်နေ့ညကတိုက်ပွဲဟာအနီးကပ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဟာဝရုံတုံးကနဲ့ထွက်ပြေးသွားကြခြင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ဘောမီချောင်းကပင်လယ်ထွက်ပေါက်လေ ်တင်မောကြီးတွေပါဝင်လို့ရတယ်အရန်ကိုကျဲတာတိုက်ပွဲကနေပြီးတော့ပြေးတဲ့စစ်ကောင်စီတပ်တွေကချောင်းထဲကိုဆင်းပြေးကြတာမှန်ပါတယ်လို့သတင်းရင်းမြစ်ကအတိအပြုပြောဆိုထားပါတယ်စစ်ကောင်စီဟာဘောမီကြီးရွာကိုအသေးချာခံစစ်ပြင်ဆင်ခဲ့ပြီးတော့ရပ်ပိုင်းအတွင်းမှာထွက်ပြေးကြခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဟာအလွန်ပြင်းထန်ပြီးတော့ဘောမီကြီးရွာချောင်းဖြားထိပ်မှာအနီးကတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်စစ်ကောင်စီကလေကြောင်းကနေခုခံတိုက်ခိုက်ရာအင်ဂျင်200ထက်မနည်းရှိတယ်ဘောမီရွာမှာ မုံတိုင်းတန်ခံနိုင်တဲ့အဆောက်အဦရှယ်တာတစ်ခုဖုန်ကြီးကျောင်းတစ်ကျောင်းနဲ့အိမ်သုံးလုံးသာကျန်ရှိတော့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလပထမဘက်ကဂွားနဲ့ရွှေတောင်ရံနယ်စပ်အနီးမှာရှိတဲ့ ကလချောင်းကြောက်ချောင်းပေါတူးကွင်းအပြင်မကြီးစင်ကြီးရွာအနီးမှာလည်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီးတော့မကြီးစင်ကြီးရွာတိုက်ပွဲမှာစစ်ကောင်စီကလေချောင်းရောရေချောင်းရောပြစ်ကူပေးပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ရွှေတောင်ရံမြို့နယ်အတွင်းဇန်နဝါရီလ12ရက်ကစတင်ပြီးတော့တိုက်ပွဲတွေဟာငြိမ်သက်သွားပြီးတော့ရန်ဖန်ရန်ခါလက်နက်ကြီးပြစ်ခတ်တံများကိုသာကြားခဲ့ရတယ်လို့သိရပါတယ်။ရွှေတောင်ရံနဲ့ဆက်ဆက်နေတဲ့တာပေါင်းမြို့နယ်အတွင်းမှာတော့ပြစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာတိုက်ပွဲဟာဘောမီကြီးရွာအနီးမှာပြန်လည်ဖြစ်ပွားခဲ့ပြီးတော့ရွှေတောင်ရံမြို့နယ်အတွင်းကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက် ်ပွဲအတွင်းမှာတေဆုံးသူများဒဏ်ရာရရှိသူများကိုစစ်ကောင်စီကဇန်နဝါရီလ18ရက်နေ့ကနေစပြီးတော့တေဆောင်လာကရွှေတောင်ရံပသိမ်လန်းဝငတိုင်းကျောင်းလမ်းအတိုင်းဆုတ်ခွာလာတယ်လို့သတင်းရရှိပါတယ်စစ်ကောင်စီကရွှေတောင်ရံမြို့နယ်ဝက်တီကမ်းခြေအနီးမှာကြီးရည်လေးအင်အားတုံးပြီးတော့ခန်းစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်စစ်သည်မောင်းများတွာလာနေတာကိုလည်းတွေ့ရပါတယ်မြို့ကအများစုဟာအခြားနေရာများကိုတွားရောက်ပြီးတော့တိမ်းရှောင်နေရတယ်လို့သိရပါတယ် အခုလိုမျိုးမြို့ကန်များထွက်ခွာမသွားရန်ဟိုတယ်များကိုစက်ဖွင့်ထားရန်စစ်ကောင်စီကချင်းချောက်ပြီးတော့ PR ပေးနေတယ်လို့သိရပါတယ်။ ARD တိုင်းနဲ့ဆက်ဆက်နေတဲ့ဂွမ်းမြို့ကိုအရခတ်တပ်တော် AA ကသိမ်းယူပြီးတဲ့နောက်စစ်ကောင်စီကရွှေတောင်ရံအပြင်ပါပေါင်းရေးကြီးငတိုင်းကြောင်ကျုံပြောပသိမ်းဟင်းသရမြို့နယ်တို့ဘက်မှအင်အားတွေကိုတိုးချဲ့ပြီးတော့ခန်းစစ်တွေပြင်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်ချောင်းမြင့်မှုလမ်းပိုင်းမှာမိုင်းရှင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ဗိုလ်တအုပ်အပါအဝင်နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့မနက်9:55မိနစ်ခန့်မှာချောင်းမြို့နယ်မှာရှိတဲ့ချောင်းဦးမြင့်မှုလမ်းပိုင်းမှာအင်အား30ခန်းနဲ့မိုင်းရှင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွဲမှာစစ်ဗိုလ်တအုပ်အပါဝင်နှစ်ဦးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေတဲကစစ်သား၂ယောက်ဟာ၆ယောက်ပြတ်သွားပြီးတော့ကျန်တဲ့တယောက်ကလည်းလက်ပြတ်သွားတဲ့အတွက်ဒဏ်ရာအခြေအနေတွေစိုးရိမ်ရတယ်လို့သိရပါတယ်အင်အားက30ပါတဲ့ခွေးစစ်ကြောင်းကိုချောင်းမြင်းမှုလမ်းမအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ စစ်ဘုတ်တကောင်အပါဝင်နှစ်ကောင်တိတ်ဆုံးတယ်။သုံးကောင်ကတော့အသက်အန္တရာယ်ဆိုရင်ရတယ်။ဒါရရတဲ့စစ်ခွေးတက်သားနှစ်ကောင်က6-6ပြတ်သွားတယ်။ကျန်တဲ့တကောင်ကတော့လက်ပြတ်နေတယ်။ကျွန်တော်တို့ခိုင်လုံတဲ့သတင်းအင်းမြစ်တွေစီကနေတစ်ဆက်အတီးပြုတ်နိုင်ခဲ့တာပါလို့လျက်စီးတက်ခွဲမုံရွာခရိုင်အမှတ်စက်နဲ့တိုက်ရင်တက်ခွဲ၃ကဘုံမိုးချိုးကပြောပြထားပါရယ်။၎င်းတိုက်ခိုက်မှုကိုလျက်စီးတက်ခွဲမုံရွာခရိုင်အမှတ်စက်နဲ့တိုက်ရင်တက်ခွဲ၃နဲ့အတူ11 people defense force နွေဦး brothers column မုံရွာခရိုင်အမှတ်၅တိုက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့စစ်မှုဆောင်အတွင်းမှာအင်စီကားနဲ့ကင်းပတ်နေတဲ့အကြမ်းဖက်စစ်သားများကိုပြစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ည9:45မိနစ်အချိန်မှာမုံရွာမြို့မြို့တော်ခမ်းမာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သား၂ဦးအမတ်နဲ့ရဲစခန်းမှာတာဝန်ကျနေတဲ့ရဲ၃ဦးတို့ဟာအင်စီကားနဲ့စစ်မှုဆောင်အတွင်းမှာကင်းပတ်ထွက်လာတဲ့အချိန် Hero 908အရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များက 15မီတာအကွာဝေးကနေပြစ်ခတ်တိုက်ခတ်ရာစစ်သား2ဦးရဲ2ဦးစုစုပေါင်း4ဦးတေဆုံးပြီးတော့တဦးကတော့အပြင်းထန်ဒဏ်ရာတွေနဲ့ဆေးရုံကိုတင်ပို့ပြီးတော့ကုသထားရတယ်လို့သိရပါတယ်။ကားပေါ်မှာက9ဦးပါ9ဦးစလုံးမှန်နေမလုံနိုင်တော့ဘူး။4ဦးကအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတေတယ်။တကောင်ကတော့မသေးဘူးဆေးရုံတင်ထားရတယ်။စစ်ခွေးရဲခွေးတွေပေါင်းပြီးတော့ကင်းပတ်ကြတာတစည်းတဲ့အရင်ရောက်လာတာမိနစ်ပိုင်းလေးပဲချားတယ်။ကျွန်တော်တို့ကလက်နဲ့တက်ကောက်မယ်လို့တော့တောက်လျှောက်ပြစ်ပြီးတော့အတင်းဝင်လာလို့ချက်ချင်းကိုပြန်ဆုတ်လာရတယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်တဲ့နေရာမှာသွေးခွက်တွေရောမှန်ခွဲတွေကိုအခုချိန်ထိရှိနေ သေးတယ်လို့မုံရွာခရိုင်အမတ်22တိုင်ရဲရဲတိုင်ရဲမှုနတ်ဆိုးကပြောပြထားပါရယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမတ်22နတ်ဆိုးတိုင်ရင်ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကူက9စီးနဲ့ပြစ်ခတ်ကရောက်ရှိလာတဲ့အတွက်လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကူတိုင်းပောက်ခေါင်းမြို့နယ်ကံချင်းရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးတော့တအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ည7:00နာရီခွဲအချိန်ကမှကံချင်းရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားအချင်းချင်းစကားများရန်ဖြစ်ရာကနေပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်သားတအုပ်သေးဆုံးသွားတယ်လို့သိရပါတယ်။ပြစ်ခတ်မှုအတွင်းမှာသေဆုံးသွားတဲ့စစ်သားရဲ့အလောင်းကိုရဲစခန်းအတွင်းမှာကြာရှိနေတဲ့စစ်သားများကပြည်သူပိုင်ဖောကားတစည်းကိုချောဆွဲပြီးတော့ပောက်ခေါင်းစေးရုံကိုပို့လိုက်တယ်လို့သိရပါတယ်။

အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အနီးအနားမှာရှိတဲ့ခြေရွာများကပြည်သူများကိုအကြမ်းမဲ့စစ်ကောင်စီတပ်သားများကတနက်ကြီရှင်းရင်းနဲ့ကြီထွက်သွားတဲ့အတွက်စစ်သားတဦးတေဆုံးကြောင်းတရင်လွင့်ထားပြီးတော့ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကိုဖုံးကွယ်ထားတယ်လို့သိရပါတယ်။ပေါခေါင်းကန်ချင်းရဲစခန်းမှာ16ရက်နေ့ည7:00နာရီခွဲကစစ်ခွေးချင်းချင်းရံဖြက်ပြီးတော့ပြစ်ခတ်မှုဖြစ်တယ်။အဲ့ဒီမှာစစ်ခွေးတကောင်တေသွားတော့အလောင်းကိုရွာထဲကပြည်သူပိုင်းဖောကားတစည်းကိုချောဆွဲပြီးတော့ပေါခေါင်းစေးုံကိုပုတ်လိုက်တယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေကအနီးအနားမှာရှိတဲ့ခြေရွာတွေကိုကြီရှင်းလို့ကြီးစံထွက်သွားတာဆိုပြီးတော့လိုက်ပြီး ီးတော့လိန်ပြောနေတယ်ပြစ်ခတ်မှုဖြစ်စဉ်တရင်အမှန်ကိုဖုံးကွယ်ထားတယ်လို့ဒေတာတွင်တရင်အရင်းမြစ်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစာလင်းကြီးရဲစခန်းကနေကင်းဆောင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခတ်ရာစစ်တပ်ဘက်က၄ဦးတိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁၈ရက်နေ့မနက်၉:၄၅မိနစ်ခန့်မှာစာလင်းကြီးရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးဟာ ကင်းဆောင်ရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတော့ကြာရှိနေတဲ့စစ်ကောင်စီတပ်သား၄ဦးဟာထွက်ပြေးသွားတယ်လို့သိရပါတယ်ဇန်နဝါရီလ၁၈ရက်နေ့မနက်၁၇နာရီခန့်မှာလဲစားလင်းကြီးလမ်းဆောင်မှာကင်းယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးကိုလည်းတော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်ကျွန်တော်တို့က၁၈ရက်နေ့မှာပဲတိုက်ခိုက်မှုကနှစ်ချိန်လုပ်ခဲ့တာပေါ့သူတို့ကင်းပတ်မဲ့အချိန်ကိုစောင့်ပြီးတော့တခါလက်နက်ကြီးတပ်ပေါင်းစုနဲ့မိုင်းဆွဲတိုက်ခိုက်တာကနောက်တစ်ချိန်မှာအဓိကကတော့ သူတို့နေစဉ်နေတိုင်းအခုလိုမျိုးကင်းပတ်ထွက်လာတာကိုပြည်သူတွေကိုလိုက်စစ်ဆေးတာတို့ပြည်သူကိုဖမ်းတာတို့အဓိကအဲ့ဒါတွေကြောင့်မို့လို့ကျွန်တော်တို့ကတိုက်ခိုက်ခဲ့တာသူတို့နေတိုင်းလိုလိုထွက်လာရင် ကျွန်တော်တို့ဘက်ကလည်းနေတိုင်းလိုလိုတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်သွားမယ်လို့ချင်းရဲဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဆက်လင်းကြီးအဖွဲ့ခေါင်းဆောင်ကိုဘိုက်ကပြောပြထားပါတယ်။ပြည်ဝင်ပြည်ပမှာရှိတဲ့တော်လန်ပြည်သူများအနေနဲ့လည်းဆက်လက်ပြီးတော့တိုက်ပွဲများကိုဖော်ဆောင်နိုင်ရန်အတွက်ကြည်တတော်ဖို့ဖြစ်စေတော်လန်ရဲ့ဒစိမ့်ဒရေတာကိုဖြစ်စေပါဝင်ကူညီအားဖြင့်ပေးကြရန်အကူအညီတောင်းခံလိုက်တယ်လို့ချင်းရဲဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဆက်လင်းကြီးရဲ့အဖွဲ့ခေါင်းဆောင်ကိုဘိုက်ကဆက်လက်ပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်းရဲဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဆက်လင်းကြီးအဖွဲ့စားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုရင်းမာပင်ခရိုင်တရင်35တပ်ခွဲ3တောင်ပန်းဒီအထူးပြောက်ကြားတပ်ဖွဲ့စလင်းကြီး SPDF စလင်းကြီးဆိုလိုအောင်ကြီးစလင်းကြီးတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်နွေတမဲတရားမှာကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတအုပ်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မှာဆက်လင်းမြို့နယ်စင်ဖြူကျွန်းမြို့နွေတမဲတရားမှာကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတအုပ်ဟာသူကင်းကြတဲ့အချိန်မှာထွက်ပြေးလာပြီးတော့တောင်းစစ်အောင် LPDF ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာအသက်30အရွယ် ကိုကျော်စွာထပ်ဖြစ်ပြီးတော့၎င်းထွက်ပြေးလာတဲ့အချိန်ဒေါင်းစစ်အောင် LDDF အဖွဲ့ရဲ့ရှေ့ကင်းပွိုင်းကနေတော်လိုင်းရဲဘော်များနဲ့တွဲဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားတွေအနေနဲ့ပြည်သူရင်ဝင်ကိုခိုးလုံကြဖို့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့အနေနဲ့လည်းနှွေးထွေးစွာကြိုးစုံနေပါတယ်ဒေါင်းစစ်အောင် LDDF အဖွဲ့ကိုလည်းတိုက်ရိုက်ချိတ်ဆက်ပြီးတော့အလင်းဝင်နိုင်ပါတယ်လို့ဒေါင်းစစ်အောင် LDDF တာဝန်ခံကိုထူးလေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BND ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကြမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ